နာရူတိုကိုရမ်းကြိုက်ခဲ့တဲ့ကျွန်တော်ကဘာလို့ဘိုရူတိုကိုမကြိုက်တာလဲတကယ်တော့အဖြေကရှင်းပါတယ်နာရူတိုကိုရမ်းကြိုက်ခဲ့လို့ပါပဲဒါပေမဲ့ခိုင်လုံတဲ့အကြောင်းပြချက်တော့ရှိရမယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ကဘာလို့မကြိုက်လဲဆိုတာကိုအခြေတဝင်းတရားလေးပြပြပေးသွားပါမယ် Hello everyone Mystery Master Unbox Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကြိုပြထားတင်တာကကျွန်တော်ကနာရူတိုကိုကြိုက်ခဲ့တာဆိုတော့ဒီဗီဒီယိုမှာပြောပါတွေကနည်းနည်း bias ဖြစ်နေနိုင်ပါတယ်သူတစ်ဖြင့်ကျွန်တော်ကကျွန်တော်ရဲ့အမြင်တွေကို honest review အနေနဲ့ပုံပြင်လေးလေးပြပြပေးသွားမှာမလို့ပါဆိုတော့ထုံးစံတိုင်း intro လေးပြီးရင်ဆက်လက်ကြရအောင် ဘော်ရူဒိုကိုကျွန်တော်က Naruto Next Generation ဆိုတဲ့အတွက်ကြောင့်မလို့ကြည့်ခဲ့တာဒါပေမဲ့ first episode မှာတင်ကျွန်တော်ရဲ့ expression ကဒေါင်းသွားတယ်ဆလာတဲ့ကဘော်ရူဒိုဆိုတဲ့ကောင်ကိုအဖေနဲ့ဇွတ်တူပြနေတာမျိုးကြီးမကြိုက်ဘူးပြီးရင်ဘော်ရူဒိုကခုခေတ်တရေသားမရှိတဲ့ပြဿနာကိုပြပြီးဇွတ်ခတ်ခဲနေတဲ့တစ်တော့ depression boy နေလို့ဖြစ်နေတယ် ဒီမှာကျွန်တော်ကဘိုရူတိုမုန်းနေတာမဟုတ်ဘူးဘိုရူတိုရဲ့ကာရက်တာကိုပြတဲ့ရိုက်တာရဲ့အရေးသားကိုမကြိုက်တာဖြစ်တယ်ဆိုတာကိုသိထားစေချင်တယ်။ပြီးရင်ဒီထဲမှာ Naruto Next Generation ဆိုပြီး Naruto ရဲ့ vibe ကိုလုံးဝမရအောင် Naruto ရဲ့ကာရက်တာတွေကိုလည်း Naruto လုံးဝရုပ်ဆိုးတယ်။ဒါကဘိုရူတိုရဲ့ series မလို့ old generation character တွေကို Naruto သဘောပေါက်တယ်။ လက်လဲလက်ခံတယ်ဒါပေမဲ့ naft တဲ့ပုံစံကြီးကအဆင်မပြေနေတာအဲအကြောင်းတွေကိုနောက်ပိုင်းဖြည်းဖြည်းချင်းပြောသွားမယ်အခုတော့အစပိုင်းကိုပြန်သွားမယ်ဇလန်အစပိုင်းမှာတွေက naruto ရဲ့ ninja vibe ကြီးကလုံးဝပျောက်သွားတယ်စဉ်းစားကြည့်ရင်တုတ်တက်သွားတာဆိုပေမဲ့ကျွန်တော်လိုချင်တာအဲ့ဒါမဟုတ်ဘူးလေ ninja ဆိုတဲ့ vibe ကိုလိုချင်တာပြီးတော့ generation ကတစ်ဆက်ပဲရှိသေးတယ်ချက်ချင်းတိတ်ပန့်ခိတ်ကိုရောက်သွားတာတော့နည်းနည်းမကြိုက်ဘူးကျွန်မကြိုက်ဘူး Ninja Academy ကတချို့အခန်းလေးတွေရောသဘောကျတယ်။ဒါကြောင့်လေးတွေနဲ့ main ကလေးတွေပြန်ကြတဲ့အခန်းဆိုရင်ကျွန်တော်တို့ရဲ့ငယ်ဘဝကိုတတိယစေရယ်။ ဒါပေမဲ့ခက်တာကအိုးကာရက်တာတွေကလူဘောတွေဖြစ်ကုန်တာပဲရှီနိုဆိုတာနာရူတိုခိတ်ထဲမှာလုံးဝ underrated character နာရူတိုရှီဘူဒန်ထဲမှာအရင်လောက်ကမရခဲ့ပေမဲ့အထာလဲကြတယ်တော်တော်လေးကျန်တဲ့ character ပါဒါပေမဲ့ဘိုရူတိုမှာတော့လုံးဝပေါ်တော်သွားတာပဲပြီးရင်ချိုဂျီလီခီဘာလိုလို character တွေကိုပါတော်တော်စိုးအောင်လုပ်ထားတယ် character design တွေအရအစဘလို့မှကြည့်ရတာအဆင်မပြေတော့ဘူး character design ဆိုမှနာရူတိုနဲ့ဂါရာရဲ့ character design ကိုလည်းကြည့်ပါဦး It's the biggest piece of dog shit that I have ever heard ။ပြီးရင် Danky Ro Carrera မျိုးပါလာတာလည်းတိတ်သဘောမကျဘူး။ Chakra နဲ့လိုတိတ်ပတ်ပညာနဲ့နင်ဂျာလုပ်တာတဲ့။ What the fuck bro? Naruto ထဲမှာ Jutsu မသုံးနိုင်တဲ့နင်ဂျာတွေကအဲ့လိုမဟုတ်ဘူးလေ။ Lee, Guy ဒီလို character တွေက Jutsu မသုံးနိုင်တဲ့နောက်မှာစူးစမ်းမှုတစ်ခုနဲ့ဒီနေရာထိကိုရောက်လာခဲ့တာ။ Danky Ro character က Guy နဲ့ Lee လို character တွေကိုလှောင်နေလို့ခံစားရတယ်။ Shikai, Mizuki, even Hoki လို character တွေကမှကျွန်တော်ကိုစိတ်ဝင်စားစရာခံစားချက်ကိုပေးသေးတယ်။ Uchiha Shin ဆိုတဲ့ character အကြောင်းလည်းပြောချင်သေးတယ်။ ်တကယ်တော့ရှင်းကအရင် team 7ဘယ်လိုကျန်းလဲဆိုတာကိုပြဖို့အသုံးချခံ character တကောင်ပဲ Naruto ထဲမှာလည်းအဲ့လို character တကောင်ပါတယ် Naruto Shippuden အစပိုင်းမှာ Sakura ဘယ်လောက်ထိကျန်းလာလဲဆိုတာကိုပြဖို့ရှင်းချခဲ့ရတဲ့ character ဖြစ်တဲ့ Sasori ပါအဲ့မှာ Sasori နဲ့ရှင်းကိုရှင်းကြည့်လိုက်ရင်ရှင်းစီကနေဈေးပေါ်တဲ့အနံ့လေးရနေတယ်ဒါကျွန်တော်ဗလိုက်ပြီးတော့တွေးမိတာလည်းဖြစ်ဖြစ်မှာပေါ့အဲ့နောက်မှာ Boruto တို့မြူနင်းရွာကိုသွားကြတယ်မြူနင်းရွာကလည်းခွန်တို့ဟာလိုပဲ Naruto တဲကလို fight ရမနေဘူးထားလိုက်ပါတော့အဲ့တစ်ချက်ကအဲ့လောက်မဆိုးသေးဘူးအဓိကဆိုးတာကမြူနင်းရွာသားသမား9ယောက်ရဲ့စက္ကန့်သူဆိုတဲ့ကောင်လေး ဒီကောင်တွေကအရင်မျိုးနွေးရသားသမား9ယောက်ကိုစောက်ခေါက်ပြောင်းထားသလိုပဲ like အရင်သားသမားတွေရဲ့ pro diversion တွေလိုတောင်ထင်ပြီးတယ်ဘန်တန်ဆိုရင် Riker စီကရတဲ့ကြောက်စရာခန်းစားချက်ကိုလုံးဝမရဘူးပိုဆိုးတာရှီဇူမာခီစာမဲကလုံးလေးအဲမဟုတ်သေးဘူးခီစာမဲနဲ့ဟိုဒီဂျုံပေါင်းထားတဲ့ကောင် ပြီးရင်ချူနေအိဇမ်အရင်နောက်တို့ဗီဒီယိုလို့တော့ချူနေအိဇမ်အကြောင်းကိုအရင်ပြောချင်တာဒါပေမဲ့ဘိုဒူလို့တဲ့အခါကျတော့ချူနေအိဇမ်က special ဖြစ်မနေဘူးပထမဆုံးအမေဖြစ်အဆင့်တွေကတော့လက်ခံတယ်အဆင်ပြေတယ်ဒါပေမဲ့အိဇမ်ကကြာလာတဲ့အမျှအဆင်မပြေရတွေကစတော့တာပဲတချို့ဘက်တွေကိုတော့သဘောကျပါတယ်အရင်တစ်ဖက်တော့ပိတ်မနေခြင်းဘူးတချို့ဟာတွေကကျွန်တော်အတွက်ကောင်းတဲ့ထဲမှာပါပါတယ်ဒါပေမဲ့အစာပိုင်းကောင်းလာခဲ့တဲ့အမျှ feeling နဲ့အကုန်လုံးကတိတ်ပတ်နေကြပစ္စည်းဆိုတာနဲ့အတွေ့မှာသွားတော့တာပဲအဆင်ပြေပါတယ်ဆိုတဲ့အချိန်ကြီးတစ်ခုလုံးကိုဒိုင်းနဲ့ဖျက်ဆီးလိုက်တာ you just ruining it you look my lips you're ruining it ကျွန်တော်အိမ်ဆန်းကိုမိုမိုရှိကီရောက်လာတဲ့နေရာကတော့ကောင်းတယ်လို့ပြောရမယ်နာရူတိုနဲ့ချားလူတွေရဲ့လုံနိုင်စွမ်းကိုတခြားလေးတွေ့ရတယ်အဲ့ဒီနေရာကနေတောက်လျှောက်ကကြည့်ရတာတော်တော်လေးကောင်းတယ်ပြီးရင်ကျွန်တော်တို့အဖိုးကြီးနှစ်ယောက်နဲ့မိုမိုရှိကီရဲ့ legendary battle ကြီးကိုလည်းတွေ့ရတယ်နာရူတိုကဟိုးအစာဇာဘူဇန်ရဲ့ battle ကအစပြီးတော့အခုချိန်ထိဒီနှစ်ယောက်ရဲ့ကွန်ဘိုကြီးကလုံးဝကျွတ်စင်ကြီးတွေကြီးပဲနှစ်ယောက်ပေါင်းပြီးတော့မိုမိုရှိကီကိုတိတ်လိုက်နိုင်တယ်ပေါ့အကောင်းပြောလို့မှမဆုံးသေးဘူးကာတာစုကေကြီးကဘယ်ရောက်လာမှမသိပဲနဲ့ support ထောက်လို့တော့တာပဲတကယ်တမ်းကဘာမှမဟုတ်ဘူးဘိုရူတိုရဲ့ရှိုးမလို့ဘိုရူတိုကိုလောက်ွက်လေးပေးခြင်းလို့လုပ်လိုက်တာပဲလောက်ွက်ပေးခြင်းက ရာကောင်းပါတယ်လှုပ်လဲလှုပ်ရမှာပဲဒါပေမဲ့ဒီထက်ကောင်းတဲ့ပလော့လေးနဲ့ဆိုရင်ဒီဘက်တွေကအပြစ်ပြောစရာမရှိဖြစ်သွားမှာဒါကျွန်တော်ထင်တဲ့အရာတစ်ခုပါပဲနောက်ပိုင်းတွေကိုဆက်မပြောခင်ဒီဗီဒီယိုလေးကို like လုပ်ပေးကြကြပါအောင် channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးတော့ဘေးက notification လေးကိုလည်းနှိပ်သွားကြဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုကိုလည်းလည်းလှုပ်ထားတယ် channel ကိုလည်း subscribe လုပ်ပြီးသားဆိုရင်တော့ကြော်ညာလေးတစ်ခုနဲ့ message ပေးချင်ပါတယ် Wanisi Center ဆိုတာရုံဒီစိတ်ချရတဲ့ထိုင်းမြန်မာကာကိုဖြစ်ပါတယ်မိတ်ဆွေကထိုင်းနိုင်ငံက branded ပစ္စည်းတွေကိုဝယ်ယူအသုံးပြုချင်တာဖြစ်ဖြစ်အခြားသောပစ္စည်းတွေကိုဝယ်ယူပြီးပြန်လည်ရောင်းချချင်တာဖြစ်ဖြစ်တင်းတင်းနဲ့ဈေးနှုန်းတွေနဲ့ Wanisi Center ကအဆောင်ရွက်ပေးနေပါတယ်ထိုင်းနိုင်ငံရဲ့နာမည်ကြီး shopping website တွေ ဖြစ်တဲ့ Lazada, Shopee, Shein နဲ့အခြားသော shopping website များစွာကပစ္စည်းတွေကို item percentage မပါဘဲ cargo fee တမျိုးနဲ့ VDC Center မှာယုံကြည်စိတ်ချစွာလာရောက်မှာယူနိုင်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာတွေအနေနဲ့ပြည်တွင်းကမိသားစုတွေစီကိုလက်ဆောင်ပို့ပေးခြင်းနဲ့ဆိုရင်လည်း VDC Center ကဆောင်ရွက်ပေးပါတယ်။ဒါ့အပြင်ကျွန်တော် UI အတွက် MMU 95ဆိုတဲ့ promo code ကိုသုံးပြီးတော့ပစ္စည်းမှာယူမယ်ဆိုရင် cargo fee 15% off ရရှိမှာဖြစ်ပါတယ်။အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ VDC Center ရဲ့ Facebook page မှာတွားရောက်ဆောင်စမ်းနိုင်ပါတယ်။ page link ကိုလည်း description မှာကျွန်တော်ထည့်ပေးထားပါမယ်။ Trust our VDC for your supplier. ကဲပြောရရှိရရည်လည်းပြောပြီးသွားပြီဆိုတော့ဗီဒီယိုလေးစီကိုဆက်သွားကြတာပေါ့ဘိုးတို့ထဲမှာကျွန်တော်ကြိုက်တဲ့အပိုင်းတွေလည်းရှိပါတယ် family day လို့အပိုင်းမျိုးတွေဆိုရင်ကျွန်တော်တို့အဖိုးကြီးတွေနဲ့သူတို့ကလေးတွေရဲ့ချစ်စရာ moment တွေကိုကြည့်ရတာကြည်နူးစရာပါပြီးရင် Naruto ရဲ့ငယ်ဘဝကိုပြန်ရောက်သွားတဲ့အပိုင်းတွေဆိုရင်ကျွန်တော်တော်တော်လေးသဘောကျတယ်ငငယ်ကကြည့်ခဲ့ရတဲ့ memory လေးတွေပြန်ရလာတယ်နောက်ပိုင်း Karapala တဲ့အပိုင်းတွေကစပြီးတော့ show ကစိတ်ဝင်စားဖို့ကောင်းလာတယ်ပြောရရင် Karapala မှာပဲ show ကလမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီးတော့ရွေးချယ်တစ်ခုတေချာရောက်သွားတယ်လို့ခန်းစားရတယ်ဒါကကျွန်တော်အမြင်သက်သက်ပါ ီပါလို့ villain ပါလာတာကောင်းတယ် character တွေအတွက်လည်း development ကောင်းကောင်းရစေတယ်ခါရှင်ကိုကြီးစလာတော့မှဆိုရင် theory တချို့ကြောင့်နည်းနည်း hype ခဲ့ရသေးရယ်ခါဝဂီပါလာတဲ့အပိုင်းတွေမှာမဆိုးဘူးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ခံစားချက်လေးတော့ရတယ် data versus naruto fight ကလည်းမဆိုးဘူးနောက်ထပ် naruto sasuke versus jigen fight ကလည်းကောင်းတယ်အဲ့ဒီ fight က naruto နဲ့ sasuke ကိုစပြီးတော့ nerf တော်မယ်ဆိုတာကိုတတိပေးလိုက်တယ်လို့ပဲ poro versus team 7 kawaki fight ကလည်းကောင်းပြန်တာပဲသဘောကျတဲ့အထက်မှာပါပါတယ် boruchiki ဖောင်ကြီးစရတော့မှဆိုရင်တော့ boruto hype ခဲ့ရသေးရယ်နောက်ထပ် ishiki နဲ့ naruto sasuke fight ရောက်လာပြန်ရော barium mode ကြီးရသွားတဲ့အချိန် naruto တိုတည်သွားနိုင်တယ်ဆိုပြီးခူရာမားပြောထားတာတော့အရန် hype ခဲ့ရတာအီရှိကီကိုဒီလိုတိတ်ပြီးမှနာရူတိုစတိလိုက်ရင်တော့လက်ခံပေးနိုင်တယ်ဆိုပြီးတွေးခဲ့သေးတယ်ဒါပေမဲ့တကယ်တမ်းမှာကျွန်တော်တို့ခူရာမားကကျွန်တော်တို့ကိုနှုတ်ဆက်သွားခဲ့တယ်ဒီ movement ကဘိုရူတိုကြည့်လာခဲ့တဲ့မြတ်မှာအကောင်းဆုံး movement ပဲလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ငယ်ဘဝတည်းကစကြည့်ခဲ့တဲ့နာရူတို kick တဲ့ကနေခက်တုံးတို့နာရူတိုဆိုတဲ့ကောင်လေးနဲ့အတူတူခူရာမားကိုကျွန်တော်တို့ယဉ်နီးခဲ့ကြတယ်တောက်လျှောက်အတူတူရှိခဲ့ကြတယ်အခုခွဲခွာကြရတဲ့အချိန်မှာလည်းကျွန်တော်တို့ကလည်းနာရူတိုနဲ့အတူတူမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ကြရတယ်တော်တော်လေးကောင်းတဲ့ပုံစံနဲ့ချပြခဲ့တာကြောင့်နာရူတို net flight တာတော့လက်ခံပေးနိုင်ခဲ့တယ်နာရူတိုလိုပဲ sasuke ကိုလည်း nerf ခဲ့တယ် ဘလို့ nap လဲဆိုတော့ဒီလားဘာကွက်လဲအဲ့ဒါဘာကွက်လဲဟမ်တားရတော့မဟုတ်သေးဘူးလေရှေ့မှာနောက်တော့ nap ထားတာကောင်းတဲ့ပုံစံတစ်ခုနဲ့ nap ထားတာစသကိအကြတော့ဘာလို့အဲ့လိုပုံစံလုပ်လိုက်တာလဲလုပ်ပါလုပ်ပါကျုပ်ကဒီနေ့ရလာတဲ့ကံမေကောင်းပါ အဲ့ဒါပြီးတော့ချူနေအိဇန်ပြန်စားတယ်ပထမချူနေအိဇန်ကမှလက်ခံပေးလို့ရသေးတယ်ဒီတစ်ခါတော့ဆူရတဲ့ချူနေအိဇန်ရှိနိုင်ပါမလားဟိုကီ vs အီနိုဂျင်ဘက်တယ်တစ်ခုလောက်ပဲအဆင်ပြေတယ်ဆိုတဲ့အနေအထားရှိတယ်ဒါတော့မှဟိုကီကနိုင်ွားလို့လို့ထင်တာပဲဝါဆာဗီ vs အီဝါပဲဘက်တယ်ဆိုရင်ဆာကူရာ vs အီနိုထက်အစတရာဆိုးရွားတယ်ချူနေအိဇန်ကြီးပြီးတော့မြူရင်းရောင်ကိုပြန်ရောက်တယ်အဲ့ဒီအကမှပဲကျွန်တော်ဘိုလ်ကို drop လိုက်တယ်ဘာလို့လဲဆိုတော့အချိန်ဖြုန်းနေသလိုခံစားလာရလို့ဒီဗီဒီယိုလုံးမယ်ဆိုတော့ကျွန်တော် drop လိုက်တဲ့ဘိုင်းကနေစပြီးပြန်ကြည့်လိုက်တယ် and then အရေးမပါတာဆက်ဖြစ်တယ်တကယ်လဲဘာမှဟိုအရေးမပါတာအရေးပါတဲ့အပိုင်းတွေကလည်းပြီးကန်ကြီးမှပါလာတယ်ဒီဗီဒီယိုမှာကျွန်တော်ကဇလန်းပိုင်းကိုပဲပြောထားတာအဲ့ animation ဘိုင်းမှာလည်းဆိုးရွားတဲ့အရာကြီးအများကြီးပါတယ်။နောက်ပိုင်းမန်ကာနဲ့ Two Blue Voters ကကောင်းတယ်လို့ပြောကြလို့ကျွန်တော်ဖတ်ကြည့်ရတော့တော့အစာပိုင်းနဲ့ပိုကောင်းတယ်လို့ထင်တယ်။ဆိုတော့နောက်ပိုင်း anime ပြန်လာရင်ကျွန်တော်ကိုပြန်ကြည့်ပြီးတော့ video တစ်ခုထပ်လုပ်ပေးစီခြင်းတလားဆိုတာကို comment မှာရေးခဲ့ကြပါဦး။ကျွန်တော်အနေနဲ့ဒီ video ကိုလုပ်ဖို့ကြည်လက်စာ anime ကိုလည်းခဏ post ထားပြီး bold ကိုပြန်ကြည့်ခဲ့တယ်။ script ရေးတာရော video editor ရောအတွက်အချိန်တော်တော်လေးပေးထားတာကြောင့်မလို့ video လေးကို like လုပ်ပေးကြဖို့နဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြဖို့ထပ်မံတောင်းဆိုချင်ပါတယ်။ဒီ video လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ရဲ့ collaboration partner နာဖြစ်တဲ့ YDC စံနာမှာလည်းကိုလိုချင်တဲ့ပစ္စည်းလေးတွေကို promo code လေးသုံးပြီးစမ်းမကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ကြတာပေါ့ကျွန်တော်ကတော့ခီရပါ see you guys